United နဲ့ Arsenal တင်းရဲ့ပြင်းပဖြစ်တဲ့ Sweden တိုက်စင်မှု Jurgens ကိုဒီနေရာဒီမှာယူအသန်း80နဲ့ထောက်ခွာခွင့်ပေးမှာမဟုတ်လို့ Sporting Lisbon တင်းအုပ်တာ Varandas ကပြောခဲ့ပါတယ်။ Varandas ကသူဟာယူအသန်း60 plus ယူ70သန်းနဲ့ထောက်ခွာမှာမဟုတ်ဘူးဆိုတာကျွန်တော်အားမခံနိုင်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်ဒါကိုဘယ်တော့မှမကတိမပေးခဲ့လို့ပါ။အေဂျင့်ကစားနေတဲ့ပွဲကအခြေအနေကိုပို့ပြီးဆိုးသွားစေပါတယ်။ Sporting အင်းအား Jurgens တွေကလည်းမှုအခုထိမရရှိသေးတယ်လို့ပြီးရတဲ့ရာသီကလည်းမရရှိခဲ့ပါဘူး။ကျွန်တော်တို့ကသူ့အတွက်ယူအသန်းတရာမတောင်းဘူးဆိုတာအားမခံနိုင်တယ်လို့ပြောခဲ့တာပါ။ ဆိုရင်လည်းပြောတင်တယ်2028ခုနှစ်ဒီစာချုပ်ရှိနေတဲ့ Yogiresa စာချုပ်ထဲမှာစာချုပ်ဖြတ်သိမ်းခြင်းရိုတန်းတရားပါဝင်နေတာဖြစ်ပါတယ် Yogiresa ပြီးခဲ့တဲ့ရာသီကဆိုရင်လည်းပြောတင်မှာဆက်ပြီးရှိခဲ့တာကြောင့်သူ့ကိုလာမယ့်နေရာဒီမှာရိုတန်း80နဲ့ထွက်ခွာခွင့်ပေးဖို့သူနဲ့အသင်းတို့ကြားမှာသဘောတူညီမှုရရှိခဲ့တယ်လို့သတင်းတွေထွက်ခဲ့တာပါဒါပေမဲ့ Sporting Lisbon အသင်းကဒီပမာဏတက်ပို့ပြီးလိုချင်နေတာကြောင့် Jogires ကအသင်းကိုဒေါသထွက်နေလို့ပေါ်တူဂီသတင်းတွေမှာဖော်ပြထားပါဗျ။ Sporting Lisbon အသင်းအုပ်ထာ Varandas ကတော့သူတို့က Jogires ကိုယူသန်း90နဲ့ထွက်ခွာခွင့်ပေးဖို့ခရီးမပေးထားကြောင်းနဲ့စာချုပ်ဖြတ်သိမ်းခြင်းအတိုင်းအပြည့်အဝမတောင်းဆို ဖို့ကိုယ်တော်ကတိပေးထားတယ်လို့ပြောကြတာပါ၂၀23ခုနှစ်အနွေရာသီကကိုဗင်ထရီတင်းကနေရောက်ရှိလာခဲ့တဲ့ယော်ဂီရက်စာစပိုလီလစ်ဘောတဲ့အနေအထားတွင်ပြိုင်ပွဲဆုံးတရားနှစ်ပွဲကစားထားပြီး68ခုသွင်းယူထားပါတယ်ယော်ဂီရက်ဆက်ကိုသွင်းတော့ကြောင်းပြီးခဲ့တဲ့ရာသီကတိုက်စစ်ပိုင်းအားနေခဲ့တဲ့ယူနိုက်တက်နဲ့အာဆင်နယ်တင်းတို့ဟာသူ့ကိုအနွေရာသီပြောင်းရွှေ့မှာခေါ်ယူနိုင်ဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်